လည်းဘယ်လိုတရားကြီးမှလည်းမသိဘူး။ဘာနားလဲရမှမသိဘူး။ဟောတရားကိုရှုပ်ချတယ်လို့ခေါ်တယ်။ဓမ္မဋ္ဌိကကိုရှုပ်ချတယ်ဆိုတာဘာរីဟောနေမှလည်းမသိဘူး။ဟောဘာរីဟောနေမှလို့ဘာរីပြောနေမှလည်းမသိဘူးရှုပ်ချကိုကိုကိုရှုပ်ချတယ်ဆိုတာဘာပြောတာတော့ဆိုအေးဒီလိုလေးနဲ့တဲ့တရားကြီးတွေငါဘယ်နားနိုင်မလဲငါဘယ်လိုလုပ်နားလဲနိုင်မလို့နားမလဲဘူး ကိုယ့်ကိုမတန်ဘူးလို့ဒီလိုကိုယ့်ကိုကိုအထင်သေးအမြင်သေးမျိုးလည်းမလောက်ရဘူးလို့ဒီလိုဆိုလို့လေအဲ့ဒါတရားနာတဲ့ပုဂ္ဂိုလ်ဘက်ကဒီစိတ်ထားတွေမရှိရဘူးလို့ပြောတာအဲ့ဒီစိတ်ထားတွေရှိပြီးတော့တရားနာမယ်ဆိုလို့ရှိရင်တရားတို့တရားမြတ်တော်မရနိုင်ဘူးလို့ဟောထားတာဗျာ အဲ့ဒါမျိုးတွေစိတ်ထဲမှာရှိနေတယ်ဆိုရင်တရားတို့တရားမြတ်မရနိုင်ဘူးတဲ့ဒါကြောင့်မို့လို့မရှိစေရနောက်တစ်ခုကတရားနာပြီဆိုလို့ရှိရင်ဟိုတွေးဒီတွေးတွေရှောက်တွေးမနေရဘူးတရားထဲမှာအာယုံဆိုင်ပြီးတော့နာရမယ်တဲ့ဝိခိတစိတ်တစိတ်တွေကဟိုရောက်ဒီရောက်နဲ့စိတ်တွေမငြိမ်မဲနဲ့တရားနာတာမျိုးမလုပ်ရဘူးစိတ်အာယုံဟာတရားထဲမှာစိုက်ထားပြီးတော့ဒီလိုပဲတရားနာရမယ်လို့သူတို့ဟောတယ် နောက်တစ်ခုကဘာလို့ဆိုရင်ဟောထားတဲ့တရားပေါ်မှာမှန်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်။ဟောဒီအချက်တွေနဲ့ပြည့်စုံမှ တရားနာရင်ကနေပြီးတရားဥတရားမြတ်တွေရနိုင်တယ်။တရားဥတရားမြတ်မရလို့ရှင်အသိဉာဏ်တွေရနိုင်တယ်လို့ဒီလိုပြောတာ။အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတံပတ္တတမတ္တနိယမတုတ်ဆိုပြီးတော့အင်္ဂုတ္တမှာဟောထားတာ။ ဒါကတရားနာသူတွေမှတ်သားဖို့အချက်ကြီးပေါ့စကားကို မရှုတ်ချရဘူးတရားစကားကိုမရှုတ်ချရဘူးတရားဟောဓမ္မဂတိကကို မရှုတ်ချရဘူးအပြစ်မတင်ရဘူးမိမိကိုယ်ကိုမရှုတ်ချရဘူးအပြစ်မတင်ရဘူးစိတ်ပြန့်လွင့်ပြီးတော့မနေရဘူးစိတ်တည်တည်ငြိမ်ငြိမ်နဲ့တရားနာရမယ်မှန်ကန်တဲ့နှလုံးသွင်းရှိရမယ်မှန်ကန်တဲ့နှလုံးသွင်းဆိုတာတရားပေါ်မှာ နှလုံးသင်တတ်ဖို့ကိုယ်တဏ္ဍာမှာထင်ဟပ်ပြီးတော့အော်ဒီတိုင်းဟောက်တာပါလားဟောက်တာပါလားမှန်ကန်တဲ့နှလုံးသွင်းလေးရှိဖို့လိုအပ်တယ်ဟောနောက်တုတ်တုတ်ကြတော့ဘာကိုထပ်ပိုးပြီးတော့ထည့်ထားတော့ဆိုရင်တရားနာတဲ့ပုဂ္ဂိုလ်ဟာထိုက်တဲ့လို့အသိပညာရှိဖို့လိုအပ်တယ်တဲ့ထိုင်မှိုင်းတဲ့အရေနာတဲ့ပုဂ္ဂိုလ်ဘူးလုံးနာမထွင်မဖြစ်တဲ့မူတဲ့ သတိပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရစဉ်းစားထရမယ်လို့ဆိုကောင်းတယ်ဆိုတဲ့အကြောင်းအကျိုးညီညွတ်တယ်မညီညွတ်ဘူးဆိုတဲ့စဉ်းစားတဲ့အသိဉာဏ်မျိုးရှိရမယ်လို့တလို့ဆိုနောက်တစ်ခုအရေးကြီးတာဘာလို့ဆိုကိုမသိတာကိုသိအောင်မဆောင်ရဘူးတဲ့မသိရင်မသိဘူးပဲသိရင်သိတယ်တချို့ကကိုမသိဘူးပဲသူငါသိပြီးသားပါလို့ဆိုပြီးတော့လောက်တတ်တယ်အထင်ရောက်တတ်တယ် ဒါရင်ငါသိဘူးတာပဲငါကြားဘူးတာပဲငါမှတ်ထားဘူးတာပဲငါအကုန်သိပြီးသားဒါရင်ဆိုပြီးတော့အဲ့ဒီလိုမျိုး စိတ်ဓာတ်မျိုးလဲမရှိရဘူးတဲ့အဲ့ဒါတွေရှိမယ်ဆိုရင် စိတ်ထားဖြူစင်မှုမရှိဘူးလို့ပြောတာဟောနောက်တစ်ခုနောက်သုတ်တန်တစ်ခုမှကြတော့ဘာတွေထည့်ပြီးတော့မြတ်စွာဘုရားဟောတော့ဆိုတရားနာတဲ့အခါမှာ ဂုံအကြီးချင်းတွေကိုဟိုခြေစုတရားကိုခြေစုကမ်းတဲ့အနေနဲ့ဘယ်နေရာပဲဖြစ်ဖြစ်ဝေဖန်ပြစ်တင်တာမျိုးနော်စကားရဲ့ဝေဖန်ပြစ်တင်မှုမျိုးမက္ခလို့ခေါ်တာပေါ့မက္ခဆိုတာဂုံခြေစုကိုခြေဖြတ်တယ်ဒါတွေကငါသိပြီးသားတွေပါဒါတွေကအပေါ်စားတွေပါဒါတွေလူတိုင်းသိနေတာပါနဲ့ ဒီလိုပြောတာမျိုးဟာဒါမက္ခီလို့ခေါ်တယ်။တရားဆိုတာယူသည်တည်းပဲတည်ပြီးသားလဲထပ်ပြီးတော့ယူသည်တည်းပဲနားထောင်ရဒီလိုဆုံးလို့ရတယ်။ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အပြစ်ရှာပြီးတော့တရားနာတယ်တဲ့။တရားနာတဲ့အခါမှာအဘယ်စကားလုံးအပြင်မှားတယ်။ဘယ်ဟာကအပြင်မမှန်ဘူး။ကိုတိထားတာနဲ့ဒါနဲ့လွဲနေတယ်လို့ အဲ့လိုအပြစ်ရှာတဲ့အနေနဲ့တရားမနာရဘူးတဲ့နောက်တစ်ခုကတော့ဓမ္မကတိကအပေါ်မှာဒေါသဖြစ်တဲ့စိတ်ဓာတ်မျိုးဒီလိုဟာမျိုးမရှိရဘူးတိုက်ခိုက်လို့တဲ့စိတ်ဓာတ်မျိုးမရှိရဘူးဖြစ်တင်လို့တဲ့စိတ်ဓာတ်မျိုးမရှိရဘူးတဲ့အဲ့လိုမြတ်စွာဘုရားကတရားနာတဲ့အခါမှာတဲ့အဲ့ဒီအချက်တွေနဲ့ညီညွတ်ဖို့လိုအပ်ပါတယ် အဲ့ဒါမှတရားနာသူဟာစိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့တရားနာရင်နဲ့အတိကျံဒူးတွေရပြီးနောက်ဆုံးမတ်ဖို့ထီအောင်ရနိုင်တယ်လို့မြတ်စွာဘုရားဒီသုတ်တန်တွေမှာဒါလို့ဟောတယ်။ဒါကြောင့်မလို့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့စကားတိုင်းဟာစကားကောင်းမဖြစ်ဘူး။ပြောတဲ့စကားဟာအကောင်းဖြစ်ပေမဲ့လို့အကောင်းမဖြစ်တာတွေရှိတယ်။အကောင်းဖြစ်အောင်ဆိုတာပုဂ္ဂိုလ်နဲ့လိုက်လျောညီတွေမှာအကောင်းဖြစ်တယ်။ ဆိုပါစို့တရားတရားမရှိတဲ့လူကိုတရားတရားအကြောင်းသွားဟောလို့ရှင်စကားကောင်းမဖြစ်ဘူးတဲ့။ဘာဖြစ်လို့ရောဆိုသူကတရားတရားမှမရှိတော့မရှိတော့တရားအကြောင်းပြောရင်သူကစိတ်တူဘာရီလာပြောနေတာသူ့မှာမရှိဘူးစိတ်တူတယ်အဲ့ဒါကြောင့်မို့လို့တရားတရားမရှိတဲ့ပုဂ္ဂိုလ်ကိုတရားတရားအကြောင်းတရားအကြောင်းပတ်သက်ပြီးတော့ဟောရင်စကားကောင်းမဖြစ်ဘူးတဲ့ ရှိတဲ့ပုဂ္ဂိုလ်ကြမှာစကားကောင်းဖြစ်တယ်ထို့တူပဲတီလမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့တီလအကြောင်းသွားပြောရင်စိတ်တူတယ်နော်တီလအကြောင်းသွားပြောရင်စကားကောင်းမဖြစ်ဘူးအောင်မြင်တဲ့စကားလုံးမဖြစ်ဘူးတီလရှိတဲ့ပုဂ္ဂိုလ်ကမှတီလအကြောင်းစကားပြောရမယ်ဒါမှစကားကောင်းဖြစ်တယ်ဟောနောက်တစ်ခုကတော့ဘ ਹੁ တုတ္တလိုက်စားတဲ့ပုဂ္ဂိုလ်ကြမှာ သူတ္တနဲ့ပတ်သက်တဲ့စကားမျိုးဟာစကားကောင်းဖြစ်တယ်။ဘ ਹੁ သူတ္တနဲတဲ့ပုဂ္ဂိုလ်သွားပြောလို့ရှိရင်သူတ္တကို မလိုလားတဲ့ပုဂ္ဂိုလ်သွားပြောလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကစိတ်တူတယ်။ဒေါသထွက်တယ်။စကားကောင်းမဖြစ်ဘူး။ပညာရှိတဲ့ပုဂ္ဂိုလ်မှပညာနဲ့ပတ်သက်တဲ့စကားမျိုးပြောလို့ရစကားကောင်းဖြစ်တယ်။ပညာမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့ပညာအကြောင်းသွားပြောရင်စိတ်ဆိုးတယ်တဲ့စကားကောင်းဖြစ်မလာဘူး။မအောင်မြင်ဘူးလို့ဒီလိုပြောတာ။ အဲ့တော့ပုဂ္ဂိုလ်ကလည်းပဲသရမဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်နော်တိလမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဘ ਹੁ တုဒမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်နောက်ပြီးတော့စွန့်ကြဲမှုဆိုတဲ့စာကမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဒုတ်ပညာပညာမဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့အဲ့ဒါမျိုးတွေကိုသွားပြီးတော့ တရာအကြောင်းတို့သီလအကြောင်းတို့ဘောဓုတအကြောင်းတို့သာကစွန့်လွတ်မှုအကြောင်းတွေတို့ပညာပညာအကြောင်းသွားပြောမယ်ဆိုလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့စကားကောင်းဖြစ်ဖို့ရာအတွက်တရာတရားရှိတဲ့ပုဂ္ဂိုလ်တရာအကြောင်းဟောကျင့်တ်ဝန်တာတယ်ငါမှာဒါတွေရှိတယ်သီလရှိတဲ့ပုဂ္ဂိုလ်သီလအကြောင်းဟောဝန်တာတယ်ကျင့်တ်တယ်ဘောဓုတရှိတဲ့ပုဂ္ဂိုလ်ဘောဓုတဆိုင်ရာတွေပြောတယ်သဘောကျတယ် စွန့်ကြဲတတ်တဲ့ပုဂ္ဂိုလ်လှူဒန်းတတ်တဲ့ပုဂ္ဂိုလ်စာကအကြောင်းပြောရင်သဘောကျတယ်ခြေနဲ့တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ပညာအကြောင်းပြောရင်သဘောကျတယ်ခြေနဲ့တဲ့စကားကောင်းဖြစ်တယ်ဒါလည်းပဲမြတ်စွာဘုရားကဒုက္ခထာဆိုတဲ့သုတ်တံမှာဟောထားတာရှိပါဒါတွေကအလွန်မှတ်သားစရာကောင်းတယ်